အရာရီတိုင်းပသိမ်းမြို့လွှတ်တော်ရုံးနီးရှိ အစိုးရနေပညာအထက်တန်းကျောင်းမှာနိုဝင်ဘာလ19ရက်နေ့ကအုပ်စုဖွဲ့ရိုက်နှက်ခဲ့တဲ့ကျောင်းသားဟောင်းကိုကန့်ကျော်သူထောမှာမနေ့ကနိုဝင်ဘာလ24ရက်နေ့ကရန်ကုန်ပြည်သူ့စေယုံကြီးမှာကွယ်လွန်သွားတယ်လို့သိရပါဗျ။ပသိမ်းမြို့အစိုးရနေပညာအထက်တန်းကျောင်းဆက်ပြင်ဌာနကျောင်းသားဟောင်းကိုကန့်ကျော်သူထောမှာအမတ်စင်းယူရန်နိုဝင်ဘာလ19ရက်နေ့ကကျောင်းသို့လာခြင်းတတိယနေ့ကျောင်းသားမင်းပြည့်စုံအပါအဝင်ကျောင်းသား၃ဦးကအုပ်စုဖွဲ့ရိုက်နှက်ခဲ့တာကြောင့် ဥကောင်းမှာတန်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ဒေသခံတွေထံကသိရပါဗျ။ကိုခန့်ကျော်သူထွန်းကို ပတိန်ဆင်းဝန်သူပို့ဆောင်ကူတာစဉ်တန်ရာမှာအသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက်ရန်ကုန်ပြည်သူစေယုံကြီးသို့ပို့ဆောင်ကစီကူတာမှုခံယူနေစဉ်ယမန်နေ့နိုဝင်ဘာလ24ရက်နေ့ည10:00နာရီခန့်မှာကွဲလွန်ခဲ့ခြင်းဖြစ်တယ်လို့၎င်းရဲ့တငယ်ချင်းများထံကသိရပါဗျ။သူတို့ရီးသားဟောင်းကိစ္စနဲ့စကြနောက်ကြရင်စကားများပြီးမြင့်ပြေဆုံးတော့ကဝမ်းရိုက်တာ မေယိုတို့ကလည်းလက်သီးနဲ့အခါခါထိုးခိုင်းရတာရဲ့တန်ပန်းချတဲ့ကောင်းထက်ပြီးရိုက်တာရန်ကုန်စေုံကြီးရောက်ကလေးကဆီယဝန်က အခြေအနေမကောင်းဘူးလို့ပြောတယ်။မနစ်ကဥကောင်းတန်ရာနဲ့မနစ်ည10နာရီမှဆုံးသွားတယ်လို့ကိုခန့်ကျော်သူထွန်းရဲ့တငယ်ချင်းဖြစ်သူကအေယာဝီတိုင်းကိုပြောပါတယ်။ဝိုင်းဝန်းရိုက်နေခဲ့ကြတဲ့စစ်ပြင်ဌာနတတိယနှစ်ကျောင်းသားမင်းပြေဆောင်အပါအဝင်ကျောင်းသား3ဦးကိုရဲတပ်ဖွဲ့ကဖမ်းဆီးပြီးနောက်2ဦးကိုအာမခံနဲ့ပြန်လွှတ်ပေးခဲ့ပြီး အဓိကကျူးလွန်သူမင်းပြည့်စုံကိုဆက်လက်ဖမ်းဆီးချုပ်နှောင်ထားကြောင်းကျောင်းဘက်ကလည်းမင်းပြည့်စုံကိုကျောင်းနှစ်နှစ်ယာယီရပ်ဆိုင်းအရေးယူမှုဆောင်ရွက်ထားတယ်လို့သိရပါတယ်မင်းပြည့်စုံကအရင်ကတည်းကကျောင်းသားတယောက်ကိုတန်တုံးနဲ့ရိုက်ပူးတယ်ဘာမှအရေးယူခံရတာမရှိတော့လက်ရဲဆဲရဲဖြစ်နေတာကိုခန့်ကိုရိုက်နေပြီးမင်းပြည့်စုံကအဖမ်းမခံရတော့သူကကျောင်းထဲမှာလိုက်ပြီးဂုံယူပြနေတာကျောင်းသားဆရာကြီးမေးတာတော့မေးရုပ်ကိုလက်သီးနဲ့လေ့ကျင့်ဆင်ထိုးလိုက်တာဆိုပြီးပြုံးပြုံးကြီးပြောနိုင်သေးတာကျွန်တော်တို့ကျောင်းသားတွေကတော့ ဒီအမှုကိုဥပဒေတိုင်းထိထိရောက်ရောက်အရေးယူစေချင်တယ်လို့တေဆုံးသူကိုခန့်ကျော်သူထွန်းရဲ့တငငချင်းဖြစ်သူចောင်းသာဟောင်းက AI တိုင်းကိုပြောပါတယ်။ပသိမ်မြို့အဝယ်တရှိတဲ့အစိုးရနီးပညာထက်တန်းចောင်းမှာယခုဖြစ်ပွားခဲ့တဲ့လူတေဆုံးတဲ့အထိပြင်းထန်တဲ့အုပ်စုဖွဲ့ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်မှာပထမဆုံးချိန်ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ကမြောင်းမြမြို့ရှိအထက်တန်းចောင်းမှာចောင်းသူတို့ကိုအတန်းပေါ်မင်းကလေးចောင်းသားများကအုပ်စုဖွဲ့ပါရိုက် အနိုင်ကျင့်တဲ့ဖြစ်စဉ်ပေါ်ပေါက်ခဲ့ပြီးလူမှုကွန်ရက်မှာအဆိုပါရုပ်တံပြန့်နှံ့ခဲ့ပြီးနောက်မြန်မာလူထုအကြားဝေဖန်မှုများစွာပေါ်ပေါက်ခဲ့ပါတယ်ခင်ဗျာ။